မင်္ဂလာပါ DB ဖက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကောလင်းခရိုင်ဝင်းတိုမြို့နယ်အာမခန်ကြေးရွာကဒေသခံ9ဦးကိုဝင်းတို PDF တက်ခဲ့သလားမဟာချိုင်က Happy Bar က Energy နဲ့ PDF ထောက်ပို့တွေဖြန့်ထားတာလားမိုးပြဲကမီးလောင်နေတဲ့အဆောက်အုံတွေက PDF တွေရှို့ခဲ့တာလားလိုက်စားဘိုးတင်တန်းကြောင်း2014ခုနှစ်တိုက်ခိုက်မှုအားပြန်ဆွနေတဲ့တရင်အမားကိုတည်ထား စရတဲ့လက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တိဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတုသတင်းအမှားတွေဝေခွဲရခက်နေ DP Fetcher Facebook page ကိုလာရောက်မေးမြန်းနိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DP Fetcher Telegram channel ကိုလည်း join ထားနိုင်ပါတယ်။ကျွန်မကတော့တိဆက်သူအိမ်ပါ။2014ခုနှစ်တုန်းကလိုက်စာမှာ KIA ဘူတန်နှန်းကြောင်းတက်နေတဲ့ပလောင်ခွနှစ်ဦးကို KIA ကတပ်ပစ်ခဲ့တယ်ဆိုပြီး ဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ရဲရင်ထက်စနိုးကွင်းဘဲဥမာကကဟန် နောင်ရုတ်ဟစ်တိုင်းကိုသက်သတင်းကဘာမင်းတင်ကြော်စွာနဲ့ရွှေနေကြစတဲ့ Telegram channel တွေကနေမေလ2ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပြားပါဗျ။ဒီဖြန့်ဝေမှုနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ ကချင်ပြည်နယ်လိုင်စာမြို့မှာရှိတဲ့ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဘိုတနန်းကျောင်းကို2014ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကစစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့လို့တနင်္လာ23ဦးကြဆုံးခဲ့တယ်လို့လွတ်လပ်ပြည်ကြီးစိတ်ချတဲ့သတင်းဌာနတွေမှာ2014ခုနှစ်သတင်းမှာဖော်ပြထားပါတယ်။ကြဆုံးခဲ့ရတဲ့တင်နန်းသားတွေထဲမှာတိုင်းရင်းသားမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ပလောင်ခေါ်တအန်းအဖွဲ့က12ဦး ရခိုင်တပ်တော် AA အဖွဲ့က၈ဦးပါဝင်ခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီးပလောင်ခေါ်တအန်းအမျိုးသားလူမျိုးရေးတပ်ဦး TNL ဒုပြန်ကြားရေးတာဝန်ခံတပ်ပန်လှကလည်းစစ်ကောင်စီတပ်က105မမနဲ့ရွေချက်ရှိရှိပစ်ခတ်ခဲ့လို့ TNL ဘက်က17ဦးကြဆုံးခဲ့တယ်လို့အတီးပြုတ်ဖြေကြားချက်ကိုသတင်းမှာဖော်ပြထားတာပါ။ဒီလိုဘိုလောင်23ဦးကြဆုံးခဲ့ရတဲ့ဖြစ်စဉ်အတွက် ဝမ်းနဲ့အောင်မေးပွဲအခမ်းအနားကိုလည်းရခိုင်တပ်တော် AA က2024ခုနှစ်နိုဝင်ဘာလအတွင်းကလှုပ်ဆောင်ခဲ့ပါသေးတယ်။ဒါအပြင် လိုက်စာဘိုးတင်နှန်းကြောင်းကိုပြစ်မှတ်ထားပြီးစစ်ကောင်စီဘက်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းကိုလည်းစစ်ကောင်စီတပ်ဖက်ကထုတ်ဖော်ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့်ဒီဖြစ်စဉ်ဟာစစ်ကောင်စီပြစ်ခတ်တဲ့လက်နက်ကြီးကြောင့် TNL နဲ့ AA တပ်ဖွဲ့ဝင်တွေကြာဆုံးခဲ့ရတာထင်ရှားပါတယ်။လက်တလုံးမှာ တီအန်အလီနဲ့ KIA တို့ကြားပဏိပခချို့ဖြစ်ပွားနေချိန်မှာစစ်ကောင်စီလော်ဘီတွေကပဏိပခပုံမိုကြီးထွားအောင်စစ်ကောင်စီဘက်ကပြစ်ခတ်လို့တီအန်အလီဘိုလောင်းတွေကြဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို KIA ကပဲပြစ်တတ်ခဲ့တဲ့အောင်ဖြန့်ဝေနေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။စီရင်နိုင်ငံရေးပဏိပခတွေဖြစ်ပွားနေချိန်မှာဒီလိုမျိုးသတင်းအမှားတွေလည်းရွေကျက်ရှိရှိဖြန့်ဝေမှုတွေရှိနေတာမို့လို့အွန်လိုင်းပေါ်ကဖြန့်ဝေမှုတွေတွေ့တိုင်း ပြန့်နှံ့မှုတွေများတိုင်းကိုချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေနဲ့ TV ဖက်ချက်မှာလာရောက်မေးမြန်းဖို့အကြံပြုလိုက်ရပါတယ်။ကောလင်းခရိုင်ဝင်းတုံမြို့နယ်အာမခံကျေးရွာကဒေသခံ9ဦးကို PDF တွေကတပ်ဖြတ်ခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ တက်ထွေးနိုင် freelance journalist နဲ့ Voice of Myanmar Facebook page တွေကနေ April 28ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီဖြန့်ဝေမှုနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာဝင်းတုံမြို့နယ်အာမခန့်ရွာအနီးမှာအမျိုးသမီး၄ဦးနဲ့ကလေး၂ဦးဟာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာနဲ့ကြုံပြီးတပ်ဖြတ်ခံခဲ့ရတယ်လို့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ တပ်ဖြတ်ခံရသူတွေဟာဆိုင်ကယ်နဲ့နယ်လှည့်ဈေးရောင်းတဲ့ဈေးတွေတွေဖြစ်ပြီးဒီနယ်တဝိုက်ဟာလည်းစစ်ကောင်စီကြီးစိုးနေမိတွေဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါဗျ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး DVB က PDF တပ်ဖွဲ့ကိုဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာလဲစစ်ကောင်စီရဲ့ထိန်းချုပ်နေမိတွေဖြစ်ပြီးကျူးလွန်သူတွေဟာ PDF အဖွဲ့ဝင်တွေမဟုတ်ဘူးလို့ကွန်လင်းခရိုင်အမှတ်လေးတရင်ကတပ်ဖွဲ့ဝင်တဦးကပြန်လည်ဖြေဆိုထားပါဗျ။ဖြစ်စဉ်အရမှာလေလူကဟိုဘော9ယောက် အတက်ခါပေါ့အဲ့ဒါကို PDF တွေကတက်တယ်ဆိုပြီးတော့မှသူကနေပြီးတော့မှဟွာလာဖြစ်နေပေါ့မှဟိုအမကရွာထဲမှာတော့မဟုတ်ဘူးမှအမကနဲ့ကျပ်တဲ့နယ်ချားထဲမှာမှအဲ့ဒီနယ်ကိုကကျွန်တော်တို့ PDF အဖွဲ့တွေကလည်းအဲမရောက်ဘူးမှသူတို့ရဲ့သူတို့ရဲ့ထိကျုံနယ်မြဲတာကျွန်တော်လည်းအဲ့ဘက်ကမတော်ရဲဘူးမှအဲ့ဒီမှာကအမကနဲ့အနီအမကနဲ့အနီဆုံးကကျောက်တိုက်ရှိတယ်ကျောက်တိုက်မှာကသူတို့ကလုံအောင်တက်ဆွဲထားတဲ့နေရာအမအဲ့လိုပေါ့နောက်ပြီးတော့မှအခုတက်ဖြစ်သွားတာကလည်းဟို ဈေးတဲ့တွေပေါ့ယူတဲ့ကိုယူတဲ့ကိုဟိုလိုပေါ့ဈေးအဝယ်လွှဲလုပ်နေတဲ့ဟာကြီးအဲအဲ့ဒါကိုတတ်ပြတော့တာအဲ့ဒါကို PDF ဆိုပြီးတော့မှ PDF တွေတတ်တယ်ဆိုပြီးတော့မှသူတို့ကဟိုတုံးလုံးတော့ပါမှာတော်လှန်ရေးတပ်ဖွဲ့တွေကဒေသခံတွေကိုတတ်ဖြတ်တယ်လို့ဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး calling info ကလည်းခုနှစ်လောင်းပြိုင်လူတက်မှုဟာစစ်ကောင်စီလက်ချက်ဖြစ်တယ် အမခန့်ကျေးရွာအနီးတဝိုက်ဟာစစ်ကောင်စီဂိတ်တွေတည်ရှိတဲ့စစ်ကောင်စီပြူစောတိစုံမိုးထားတဲ့နေမြေတွေဖြစ်တဲ့စစ်ကောင်စီစုံမိုးနေမြေမှာဖြစ်ပွားခဲ့တဲ့အတွက်တရင်အချက်လက်စုံစမ်းရတာအကန့်အသတ်ရှိလို့စုံစမ်းနေတာနောက်ကျသွားတယ်လို့ကွန်လင်း info ကသတင်းဌာနတွေကိုဖြေဆိုထားပါတယ်။ဒါကြောင့်ကွန်လင်းခရိုင်ဝင်းတုံမြို့နယ်အမခန့်ကျေးရွာကဒေသခံ9ဦးကို PDF တွေကတပ်ဖြတ်ခဲ့တယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ online user တွေအနေနဲ့ ြက်နှက်မှုတွေများတိုင်းချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြုံးကြည်စိတ်ချတဲ့သတင်းဌာနတွေနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ထိုင်းနိုင်ငံ Small Scope ပြည်နယ်မှာ NUG နဲ့ PDF ထပ်ပို့တွေဖွင့်ထားတဲ့ Happy Bar ကို ထိုင်းရဲကဖမ်းဆီးလိုက်တယ်။ CDM ဝန်ထမ်းတချို့နဲ့မူရစ်ဆေးပါဖမ်းဆီးမိတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ မိုင်းဝေ Telegram Channel ကနေဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပြားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာထိုင်းနိုင်ငံစမော့စခွန်ခရိုင်မဟာချိုင်မှာဖွင့်လှစ်ထားတဲ့မြန်မာဘားတစ်ခုကိုထိုင်းဟာနာပိုင်းတွေကဧပြီလ28ရက်နေ့မှာဝင်ရောက်စစ်ဆေးခဲ့တာမှာဘားမှာနေထိုင်သူ150ရှိပြီးမြန်မာနိုင်ငံသားတအုပ်ပိုင်ဆိုင်တဲ့ဘားဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဒါအပြင် ဆိုင်ထဲမှာတနက်နဲ့ကြည်စံတွေအပြင်ဆိုဖာတွေမှာဖွက်ထားတဲ့မူးယစ်ဆေးဝါးတွေကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားတာပါ Happy Bar Kitty B and Club ကိုထိုင်းရဲတွေကဝင်ရောက်ဖမ်းဆီးတာနဲ့ပတ်သက်ပြီးထိုင်းသတင်းတွေကို ကိုကားပြီးလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာလည်းသတင်းပြန်လဲဖော်ပြထားတာရှိပြီးသတင်းဖော်ပြချက်ထဲမှာဖန်ဆီးရမိသူတွေဟာတော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ပတ်သက်တာမျိုးဖန်ဆီးခံရသူတွေဟာ CDM တွေဖြစ်တယ်ဆိုပြီး ဖော်ပြထားတာမျိုးမရှိပါဘူး။ဒါအပြင် မဟာချိုင်မှာလက်ရှိနေထိုင်နေတဲ့မြန်မာတွေနဲ့ပါဆက်သွယ်မေးမြန်းထားချိန်မှာလဲဗတ်မရှိတဲ့လူတွေအ धिक ဖမ်းဆီးသွားတယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံစမော့စခွန်ပြည်နယ်မှာ NUG နဲ့ PDF ထောက်ပို့တွေဖွင့်ထားတဲ့ Happy Bar ကိုထိုင်းရက်ကဖမ်းဆီးလိုက်တယ်။ CDN ဝန်ထမ်းတချို့နဲ့မူရဲဆေးပါဖမ်းဆီးမိတယ်ဆိုပြီးဖြန့်ဝေနေတာမှာ Happy Bar ကိုထိုင်းရက်တွေကဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်ဟာမှန်ကန်ပေမဲ့ ဘာဖွင့်ထားသူတွေဟာ NUG နဲ့ PDF ထောက်ဖို့တွေဖြစ်တဲ့ CDN ဝန်ထမ်းတချို့ဖမ်းဆီးမိတယ်ဆိုပြီးဖြန့်ဝေနေတာဟာမှားယွင်းနေပါတယ်မိုးပြင်းကနေထွက်ပြေးသွားတဲ့ PDF တွေကစစ်ကောင်စီစစ်ကြောင်းလိုက်မလာနိုင်စေဖို့ပြည်သူပိုင်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးထားတယ်ဆိုပြီးရုပ်သံဖိုင်တစ်ခုနဲ့တူဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ ရွှေမြို့တော်နောင်ရိုးဟစ်တိုင်းရွှေနေကြနဲ့မိုင်းဝေ Telegram Channel တွေကနေမေလ2ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပြားပါဗျ။ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာရှမ်းကရင်ပြည်အဆက်ကမိုးပြဲမြို့ကိုစစ်ကောင်စီကလွန်ခဲ့တဲ့နှစ်ပတ်ကစလို့ထိုးစစ်ဆင်လာလို့ ကရင်နီတပ်ဖွဲ့တွေဘက်ကကကင်းတချို့စုံခွာပေးခဲ့ရပြီးစစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့မိုးပြဲကနေအိမ်တွေမီးလောင်ပျက်စီးသွားပြီလို့လွတ်လပ်ပြုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာပါမေလ2ရက်နေ့မှာစစ်ကောင်စီကပစ်ခတ်လို့လက်နက်ကြီးမှန်လို့မိုးပြဲကအဆောက်အုံမီးလောင်ကျွမ်းတာကိုသတင်းဌာနပုံတွေနဲ့အတူဖော်ပြထားတာတွေ့ရပါတယ်ဒါအပြင်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့မီးလောင်ဘုံးတွေကျဲချလို့နေအိမ်တွေမီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေတာရင်းမီဒီယာတွေကဖော်ပြထားတဲ့မီးလောင်ပျက်စီးနေတဲ့အဆောက်အုံတွေကိုရိုက်ကူးထားတဲ့ရုပ်သံဖိုင်ဟာလည်းဖြန့်ဝေနေတဲ့ရုပ်သံဖိုင်နဲ့အတူတူပဲဖြစ်ပါတယ်။သတင်းဌာနတွေရဲ့ဖော်ပြချက်ထဲမှာဖြစ်စဉ်နဲ့ပတ်သက်တဲ့ပြောစကားတွေနဲ့အတူဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့်မိုးပြဲကနေထွက်ပြေးသွားတဲ့ PDF တွေကစစ်ကောင်စီစစ်ကြောင်းလိုက်မလာနိုင်စေဖို့ပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတယ်ဆိုပြီးဖြန့်ဝေနေပေမဲ့ အမှန်တကယ်တော့စစ်ကောင်စီဝင်တွေကလက်နက်ကြီးတွေမီးလောင်ဘုံတွေနဲ့ကျဲချလို့နေအိမ်တွေမီးလောင်ပျက်စီးရတာသာဖြစ်ပါတယ်။အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာရုတ်တံဖိုင်တွေနဲ့အတူဖြန့်ဝေနေတိုင်းချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြုံးကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့အကြံပြုလိုက်ရပါတယ်။ နေ့စဉ်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်စည်းထဲမှာအွန်လိုင်းသုံးစွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်ကတွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြရမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်အမှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DB Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ရင် Fact Check ကြပါလို့သတင်းစကားပါရင်ね DB Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်။